တနေ့တော့ဘင်းကြီးကမိဖုရားကိုပြောတယ်အဲ့ဒါပါပြောတယ်ဆိုတော့ခင်ကမာလာဆိုတဲ့အကောင်ဆက်တာတွေကိုပြောတာနော်ငါ့ကိုစံမုတ်စိတ်ရိတ်တဲ့အခါမှာနော်ပထမဦးဆိုတာငါ့ကိုရိတ်တယ်တဲ့ပြီးမှကြံတာလေးတွေကိုလိုက်နှုတ်တယ်အဲ့ဒါရိတ်တဲ့အချိန်မှာတော့ငါကလွန်သဘောကျတယ်သူ့ကိုဆုလက်တွေပါတယ်ပေးခြင်းနဲ့နှုတ်တဲ့အချိန်မှာတော့ငါသူ့ခေါင်းကိုဖြတ်ပစ်ခြင်းနဲ့ကွာစိတ်ထိုးတယ်ပေါ့နော် အဲ့ဒါကိုမိဖုရားကြီးကကြားနော်ဘင်းကြီးကလည်းမိဖုရားကြီးကိုပြောတာကိုပြောတော့မိဖုရားကြီးကအဲ့ဒီစကားကိုအခြေခံပြီးတော့ "तू ဟာ तू ကောင်းနေမှာ तू သိကျင်တာလေးသိဖို့အတွက်အဖြေတစ်ခုလင်းလက်သွားတယ်"ဘာပြောလိုက်တော့ဘင်းကြီးကရိတ်တဲ့အခါမှာငါဆုလက်ပေးခြင်းနဲ့နှုတ်တဲ့အချိန်မှာတော့ကောင်းဖြတ်ခြင်းနဲ့အင်းဘင်းကြီးကဆုလက်ပေးမယ်ဆိုရင်ဟုတ်ပြီအဲ့လိုဆိုရင်တော့ခင်ဗျားမာလာကိုနောက်ရက်ကျတော့တူတူခေါ်ပြီးတော့လား မင်းဘင်းကြီးကိုစံမိုးစိတ်ပြုတ်ပြင်းတဲ့အခါမှာမင်းရိတ်တာတော့ဘင်းကြီးကအရန်သဘောကြတယ်နှုတ်တာကိုလုံးဝသဘောမကျဘူးဒါကြောင့်မလို့မင်းအရင်နှုတ်နှုတ်ပြီးတော့ကြံတာကိုမှမင်းရိတ်ရိတ်တာကိုနောက်မှလှုပ်အဲ့ဒါဆိုရင်တေချာဖို့ဘင်းကြီးကမင်းကိုဆွလက်ပေးလိုက်အဲအတော့ခင်ဗျားမလာလဲရှင်မကောင်းပြီအဲ့လိုလုပ်မယ်ပေါ့အေးမင်းအဲ့လိုလုပ်လို့ဆွလက်တေချာဖို့ရလိမ့်မယ် ရရင်မင်းရွာသားစုတွေအသေးပြားစုတွေမင်းဘာတစ်ခုမှမယူနဲ့မင်းရချင်တာအကုန်လုံးငါပေးမယ်မင်းတောင်းရမယ်စုဟာဘီရင်ကြီးကျူးတဲ့ဥရန်းရဲ့အတိတ်တွေဟာဘာလဲဆိုတာကိုပြောပါဒါပဲမင်းတောင်းဟုတ်လားအဲ့ဒါကသူကခြီးပြီးတုပ်ပြီးဖြစ်အောင်သင်ပေးတာနော်စုလက်ကိုဘီရင်ကြီးပေးမှလားပေးမယ်ပေးမယ်ဆိုရင်ပေးပါလို့ခြီးတုပ်ပြီးတော့မှမင်းဒီစုကိုတောင်းအဲ့ဒါနောက်နေ့ရောက်တော့စမိုးစိတ်ပြုတ်ပြန်ရောမိဖုရားကြီးခိုင်းတဲ့အတိုင်း နော်စံမိုးစိပြုတ်ရင်တဲ့အခါမှာအရင်နှုတ်တယ်ပြီးမှရိတ်တယ်အဲ့တော့ဘင်းကြီးကသဘောကျမိဖုရားကြီးလက်ချက်လို့ तू ကမရိတ်မိဘူးဟုတ်လားဘင်းကြီးကတော့သဘောကျပြီးတော့ကဲမင်းကငါဆုလက်ပေးမယ်မင်းကြိုက်တဲ့ဆုတောင်းဟာဘင်းကြီးတကယ်ပေးမှလားချီပြီနော်ဘင်းကြီးတကယ်ပေးမှဟာတကယ်ပေးမှပေါ့တကယ်ပေးမှဆိုလို့ရှိရင်ဘင်းကြီးဆုတောင်းပါမယ်ကဲတောင်းမင်းတောင်းတဲ့ဆုငါအကုန်ပေးမယ် အဲ့လိုပြောတဲ့အခါကျတော့ဘင်ကြီးကျူးတဲ့ဥရန်ရဲ့အတိတ်ပဲကိုသိကျင်တယ်အပ္ပတကမ္မတဖလံမမေတံငါရရှိနေတဲ့ကြီးမားတဲ့ဒီစည်းစိမ်ဟာအနည်းငယ်များသောအကြောင်းတရားကိုအခြေခံဖြစ်တယ်ဆိုတာဘာပြောတာတော့ဟာမင်းဓာတိလို့ဘာအကျိုးရှိမှာတော့ဘင်ကြီးကမပေးချင်ဘူးနော်မင်းဘာဓာတိလို့ဘာအကျိုးရှိမှာတော့ဘာအကျိုးမရှိတာရှိတာအသာသာဒါပဲသိကျင်တယ်ဒီပြင်ဟာမရချင်ဒီပြင်ဟာမိဖုရားကြီးကပေးမှာလေဟုတ်လား အဲ့ဒါနဲ့ဘုရင်ကြီးကကိုင်းအဲ့လိုဆိုလို့ရှင်မိမသစ္စာလူမာဂတိမပေးလို့တော့မရတော့နော်အဲ့ဒါနဲ့ဘုရင်ကြီးကကိုင်းဒီအကြောင်းတရားကတကယ်တမ်းပြောရရင်မင်းတယောက်တည်းသိတဲ့အကြောင်းတရားမဟုတ်ဘူးအလွန်ကောင်းတဲ့အကြောင်းတရားအလွန်မှန်တဲ့အကြောင်းတရားဒါကြောင့်အကုန်လုံးရှေ့မှာငါပြောမယ်ရှုတော့နော်နန်းတော်မှာရှိတဲ့လူတွေအကုန်လုံးစုဝေးပြီးတော့ယတနာပနေမောင်မှာတက်ပြီးဘုရင်ရဲ့သူ့ရဲ့အတိတ်ဘဝအကြောင်းကိုပြောပြတာဟုတ်လားအတိတ်တုန်းက သူရင်ငါဘဝမှာနေထက်ဝက်ဥပုံဆောင်သုံးခဲ့တဲ့အကြောင်းကံတရားအဲ့ဒီအကြောင်းကံတရားကသူ့ကိုရှင်မင်းအဖြစ်ကိုဖန်တီးတယ်ဆိုတာသူပေးတာပြောပြတာဟုတ်လားအဲ့လိုပြောပြတဲ့အချိန်မှာဩအလုံးသောလူတွေကကုသကံဆိုတာအလွန်မှအာကိုတိုက်ပါလားအကုန်လုံးရဲ့စိတ်ထဲမှာကုသကောင်းမှုရဲ့ပုံမှာအာကိုလူစိတ်ထက်တန်ရတယ်အဲ့ဒီထက်တန်နေတဲ့လူတွေအလုံးထက်ပုံမှုထက်တန်နေတဲ့လူတယောက်ကဘယ်လိုလုံးဆိုတော့ခင်ကမာလာ မိဖုရားကြီးတွေကဆုတောင်းသူမတောင်းတော့ဟုတ်လားတပါစင်းသားတော့ဆိုတော့အော်ထက်ဝက်မြကျင့်သုံးရတဲ့ဥပုပ်တီလာလေးရတောင်းဒီလောက်အကျိုးရှိတယ်ဆိုလို့ရှိရင်ငါဒီရှိတဲ့စည်းစိမ်တွေအကုန်စွန့်အောင်ပြီးတော့ရေတိချမ်းပြုတ်ပြီးတော့ကုသိုလ်ကြီးငါအမြဲတမ်းလုပ်နေရရင်ဘလောက်ကောင်းမလို့ဟောသူအဲ့ဒါကိုစဉ်းစားနော်နစဉ်းစားပုံလေးတွေနော်ဟုတ်လားအဲ့ဒါကိုစဉ်းစားပြီးတော့ तू आ လည်းပဲ तू ရှိတယ်မြ तू ချမ်းသာတယ်မြ ူကလည်းဘသူ့အမျိုးအဆက်အနွယ်နဲ့အဲချမ်းသာတာလေးရှိတယ်ဆက်တာတယ်ဆိုပြီးတော့ဟိုလိုစင်းစင်းရဲကြီးဟုတ်တာမဟုတ်ဒါအမျိုးအနွယ်ရတာဆက်တာတယ်ဖြစ်နေတာကိုဟုတ်လားအတသူရှိတဲ့စီးစဉ်သူ့ပန်းပတ်သက်တဲ့မြတ်ပိုင်ဆိုင်တဲ့မြတ်အလုံးကိုရှင်ပြီးတော့ဘီရင်ကြီးဒီကိုသူကလည်းခွန့်တောင်းတဲ့ယတိယဟန်ပြုခွင့်ပေးဖို့ဘာကိုမြင်လို့သူကယတိယဟန်ပြုခြင်းတာလို့ကောင်းမှုရဲ့အကျိုးကျေးဇူးကိုမြင်လို့ကောင်းမှုကိုပြည့်စုံအောင်လုပ်မယ်ဆိုတဲ့စိတ်နဲ့ယတိပြုခြင်းတာ ယသိဝှ့ချင်တာသောတရုံကရှင်ရနာနာလောင်းယသိဝှ့တာကဘာကိုမြင်လို့ယသိဝှ့ချင်တာမကောင်းတာကြီးရဲ့ဆိုးွားတဲ့နော်ဆင်းရဲကိုဖြစ်စေနိုင်တဲ့အရာကိုမြင်လို့မကောင်းတာကိုပေရှားခြင်းလို့သူကယသိပြုတ်တာတော့ကျွတ်တော့သူတို့အမြင်လေးတွေကိုအတုယူနိုင်ဖို့လိုတာပေါ့อืมခုနကင်္ဂမာလာကတော့ဘာကိုမြင်တာတော့ကောင်းမှုထီလှမ်းပြီးတော့မြင်တာကြည်စမ်း နောက်ကောင်းတဲ့စိတ်ကလေးကိုခြိခံပြီးတော့လှုပ်လိုက်တဲ့လှုပ်ရက်ကလေးကအလွန်မှအကျိုးကျေးဇူးကြီးမားပါလားအဲ့တော့ तू ကလည်းပါလဲဘောတော့ယတိယဟံဝဲ့မယ်အဲ့တော့ तू ကပို့ပြီးတော့တောင်းမှထက်မြက်တယ်လို့ပြောရမယ် तू ကပြည့်စည်ကားဘုရားဖြစ်သွားတာနော်ရှင်အနန္ဒာလောင်းကမှဇံပင်ညင်လောက်ဖယ်ရတာဟုတ်ကဲ့ငါမှလာပြည့်စည်ကားဘုရားဖြစ်သွားတာနော်